ကဲယာတီတို့ကအရန်ပုံနေရောရေခဲမုံလေးတောင်ပျော်သွားတယ်။သူမလိုပဲသူများရင်ွယ်မှာပျော်နေတာပေါ့။အခုရပိုင်းများဒီ Facebook တို့ TikTok တို့ YouTube တို့မှာဗျာစော်လေးတွေလားသိရမလားဓမ္မုံလေးတက်ကြရတယ် TikTok တွေစော့ကြရတယ်တိုင်လုံးကြီးတွေနဲ့အဲ့အဆောက်အအုံကြီးတစ်ခုပါနေဗျာသိရမလားဘရိုသိရမလားအဲ့ဟိုတဲကတော့ဒါရန်ကုန်စုလင်ဖျားလန်းနေဒါကန္နာလန်းထောင်း ပါတီရှိတဲ့စုလိဖျားလန်းကနေကန္နာလန်းကိုတက်တက်ကြီးဆင်းလာပြီးတော့ဗန်လန်းဘက်ကိုချိုးဝင်လိုက်ပါကဲအခုကျွန်တော်ပြောတဲ့ Iravathi ဆိုတဲ့ဟိုတယ်ကတော့ဒါရောက်ပြီ Iravathi လို့ထွက်လဲရတယ် Iravathi ဆိုပြီးထွက်လဲရတယ် အာလော်ရီရတယ်မိုက်တယ်ဗျာဒီဟိုတယ်ကိုဝင်လာတဲ့အချိန်မှာကျွန်တော်ပါစင်နယ်ဖီလင်ရတော့မသိရင်ဗျာယူရိုတိုင်းပြည်တစ်ခုကဟိုတယ်တစ်ခုကိုရောက်သွားတဲ့ vibe မျိုးကျွန်တော်ခံစားရတယ်ပြီးတော့ဒီဟိုတယ်မှာနောက်တထူကြတာပါလေဆိုတော့ဒီကောင်ရှိဟိုဘောက်စားပါတမန်မလို့ပေါ့နော်ချောင်းလို့ရဒီမှာထားပေးရဲ့စာအုပ်တွေကဒမ်းမီစာအုပ်တွေမဟုတ်တကယ်စာအုပ်စစ်တွေထားပေးတာမှကြီးကျွန်တော်တော့မှဒီမှာပြန်လို့ရှိရင်ခီးဆောင်ရည်တဲကိုစာအုပ်လေးနှုတ်သုံးတော့ထည့်ဝိုင်းအောင်မလားစဉ်းစားနေမလုပ်ပါဘူးစား ္လာပါရောလေစားပိနာမင်းနဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါလားကျွန်တော်အခမ်းအနားတော့နှစ်လောင်းအောင်ပါတော့ဒီမှာတေကားနေတက်လို့ရတယ်ဓာလီကားနဲ့တက်လို့ရဒီကဓာလီကားလေးတကယ်ကိုအန်ထိတ်ဓာလီကားဗျာအဲ့တော့ကျွန်တော်ဓာလီကားလေးနဲ့တက်လိုက်ခါလေးကြလို့ရှိရင်ဗျာပကြီးပြဝဲတွေပါလေလောက်တယ်လို့သိရတယ်ပြီးတော့ဒီအခမ်းနေရတော့ဒီဟိုတယ်မှာထားထားတဲ့ပစ္စည်းတွေအကုန်လုံးဒါပြထားတဲ့အခမ်းပေါ့နော်စတူဒီယိုပဲပြောရမှာပေါ့ဗျာ အဲတို့ရတယ်မှာ event studio ဆိုပြီးတော့ဒါတို့ရတော့ခေါ်တာပေါ့ဒီ order မှာတုံးထားတဲ့ပစ္စည်းတွေ accessory တွေအကုန်လုံးဒီမှာပြသထားတာပေါ့ဆိုတော့ကျွန်တော်ခန့်သွားအဲ့တော့ဒါကတော့သူကတော့ welcome ဟိုလေးဆိုဆွဲလိုက်အောင်မယ် ကလက်တာအဲရတာလေးရောကိတ်သားရရတာလေးရောအရန်ကောင်းတယ်ရှယ်ပဲကဲဒီမှာနောက်တစ်ခုကျွန်တော်ကြိုက်တာဘာလဲဆိုတော့ဒီ coffee ကိုသူက coffee ဖြော်စက်နဲ့ဖြော်ပြီးတော့အမှတမတစ်ခါမှမမြင်ဘူးဒါကတော့ तू က barmis tea ဆိုပြီးမှ you are share လက်ဖက်ရေပေါ့နော်ဒါလေး bro မြင်ဘူးလားဘယ်လိုထုတ်လဲကိုပဲတောကြတာမသိမမြင်ဘူးညာတဲ့အမှအပြားရည်နဲ့ပေးထားတယ် ကုန်အစ်စေးချေးလို့ရတယ်။ဘာညာပြည့်ရည်တွေရောပါရောအကုန်ထည့်ပေးလိုက်ရတယ်။တဲ့ဟောပြင်မန်းနေဗျာရည်သေးတောက်လာ။ဒီအီယာဝတီဟိုတယ်မှာကျွန်တော်အကြိုက်ဆုံးနေရာတွေထဲမှာဒီနေရာလေးလည်းတစ်ခုပါတယ်။ဟိုတယ်တော်တော်များကိုကျွန်တော်သွားဘူးတယ်။သူတို့ walking space ကိုဗျာဘလို့ပေးလဲဆိုတော့နောက်ပါတော့ TV နဲ့ကပ်ရမှာစပွဲကုန်လေးထားရင်ထားပေးတယ်။အဲ့ဒီမှာအဲ့လိုမျိုးပဲပေးရဗျာ။ဒီလိုမျိုး walking space ကိုတီးတီးတန့်တန့်ပေးထားတဲ့ဟိုတယ်ဆိုတော့

သူမလိုပဲသူများရင်ွယ်မှာပြောနေတာပေါ့ဒီ high design ရဲ့အဓိကကတော့ဘာလဲဆိုတော့ဒီ chrome လေးရင်နဲ့ gem လေးရင်နဲ့တွဲဆားပါဘောနော်ရွှေပါရွှေအစ်စ်ပါရမှာအရင် relax ပြည့်သလို weight တော့ပိုတက်မယ်ဘာလို့စားတော့တယ်အရန်စားလို့ကောင်းတယ်ဗျာအဲ့ဒီမှာဒီ high dee set လေးကိုစားပြီးရင်တော့အပေါ်မှာသူရဲ့ swim ပဲပေါ့အရန်မိုက်တယ်ဗျာ infantry boo အဲ့မှာရေးသွားခုမှာဆိုတော့ဆွဲอืม မင်္ဂလာမနက်ခင်းပါခင်ဗျာအခုကတော့ကျွန်တော်တို့မှာ breakfast စာကိုရောက်လာပြီပေါ့နော်သူကြကြတခုတွေ့တာရှိတယ်။နောက်ကွယ်ဝေဟိုတယ်တိုင်းမှာမရှိဘူးအဲ့တော့ဒါပါ။ဟုတ်ပါဘူး။မဖြစ်မနေဆွဲရမယ်ဟာပဲနော်ဒီမှာမရှိဘူးဗျာဒီကောင်ကတော့နိုင်ငံခြားမှာလာတဲ့ဟာပေါ့နော်။ ဒီကောင်ကတော့ဒါ beef teriyaki ပေါ့နော်ဒါလေးလည်းနဲ့စားလိုက်အောင်စကွတ်လေးဒါရိုးတန်းတန်းဥမဟုတ်ဘူးနော်အဲဘာဥလဲဆိုတော့ဒီကောင်ချက်စင်ဥတစ်လုံးကမီးထုံမို့တစ်လုံးကတစ်ဆက်ဖွံ့မို့မဟုတ်ဘူးကျွန်တော်တစ်လုံးကိုကျွန်တော်ဒါ half fry ကြော်စားမယ်တစ်လုံးကိုပြုတ်စားမယ်နော်ဘာကောင်ဆိုလဲနည်းတော့ကြိတ်လိုက်ကဲဟင်းရပြည့်နှက်နေရတာ ူးထူးခြားခြားသူက European food တွေဆိုတော့ကျက်ဥတော့၄မိနစ်ပြုတ်ထားတဲ့ကျက်ဥ၈မိနစ်ပြုတ်ထားတဲ့ကျက်ဥရဆိုပြီးရှိတယ်။ဘုံကတော့သိကြတယ်ဗျ hard wine ဆိုတော့လုံးဝအကျက်။ဘုံကတော့အကာကျက်ပေါ့။ကဲဒီကောင်ရိုးတန်းတန်းကျက် hard fry မဟုတ်သူချက်ဆင်ဥ hard fry ပေါ့နော်ပြောမှဆိုရင်အဲကောင်လေးကြောင့်ဆိုရင်ကျွန်တော်တော့ငေကောင်လေးဖြူပြီးစား။လေးဥစားပူရအောင်အဆင်ပြေဗျ။ရိုးတဲ့ကြီးဟာချက်ဆင်ဥစားလိုက်မယ်ဆိုရင်တော့ ရောမှနည်းနည်းလေးတမျိုးဖြစ်သွားနိုင်တယ်။ခဲခုကတော့ကျွန်တော်ရန်စားခြင်းနေရရပါတော့။တိုးပြီးသွားတော့တစ်ခေါက်စားဘူးလေ။ဖူးဆော့တဲ့အတည်းမလားလုံးဝနူးညံ့တယ်။အားရောတော့ကျွန်တော်စားတာရေစနစ်ကြတာရေမကြတာရေမသိဘူးနော်။ကျွန်တော်ဆိုတဲ့ကောင်ကတူတော်မကင်တတ်တာဒီကလည်းကျွန်တော်ကင်တတ်မှာမဟုတ်။ kitchen ရဲ့ပုံစံကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဒီ kitchen ကို live kitchen လို့လည်းပြောလို့ရတယ်။အဲပြီးတော့ show kitchen လို့လည်းခေါ်ကြရတယ်။ဆိုတော့ဘာလဲဆိုတော့ ဒီမှာချက်ပြုတ်နေတာတွေကိုကျွန်တော်တို့ဒီစားသုံးတဲ့ customer တွေကြည်နေလို့ရတယ်ဗျာ5 star hotel မှာပဲရှိတာတော့များတယ် European food နဲ့အုံတို့ခေါဆိုရင်တော့ရောစားသလိုတော့ပြက်နေ။အုံတို့အနက်အရင်မပြင်းအုံတို့နက်ကောင်ကိုသူတတ်ပေးထားရပြတယ်လား။မြန်မာရေဆိုမြန်မာနေမြန်မာဟန်နဲ့စားမှရ။ကဲဒီကောင်လေးကတော့ abandoned ပြ။ဒါကတော့ဒီကလောကရှက်တွေကကျွန်တော်စားသေးခြင်းလို့ဆိုပြီးတော့လုပ်ပေးရပါဘောနော်။ egg ပါတယ်ပြီးတော့ salmon ပါတယ်ဘောနော်။ဆော့ဆွဲကြည့်လိုက်။ဘယ်ကောင်လဲ။ ကျွန်တော်သိရတော့တော့ဒီ hotel ကြီးပေါ့နော်ဒီအဆောက်အုံကြီးကကျွန်တော်1928ခုလောက်ခဲ့ရတာခဲဆက်ဆက်သူတို့ဒါပုံစံမျိုးမျိုးနဲ့အပြောင်းလဲပြီးတော့အသုံးပြုခဲ့ကြတယ်ဒီဒေးတည်ကျင်လို့ရှိရင်တော့ကျွန်တော်လာမိပါကျွန်တော်ပြောပြပါမယ်နောက်ထပ်နှစ်နှစ်ဆိုရင်နှစ်ပေါင်း100ပြည့်ပြီ Oh my god တကယ်ကို antique အဆောက်အုံကြီးอ่ะအဲ့ဒါကြီးကို renovation ပြန်လုပ်ပြီးတော့ပြင်တာတယ်ကျွန်တော်တို့သိရတဲ့လောက်ကတော့6နှစ်ကြာရည်လို့ပြောတယ်ဘောကတော့ကျွန်တော်ကဒီ ERT ရန်ကုန်မှာကျွန်တော်ကလာပြီးတော့ စားတော့သွားပဲဖြစ်ပါတယ်။ပြီးတော့ staycation လိုက်တာ bro တွေ့တဲ့အတိုင်းပဲအရင်မိုက်တယ်ဗျာ။ hotel လေးရဲ့တည်နေရာလေးကတော့ကျွန်တော်စုလင်ဖျားလန်နဲ့ကန်နာလန်တောက်မှာတည်ရှိပါတယ်။အဲကျွန်တော်နေရာလေးကိုလည်းကျွန်တော် Google Map လေးနဲ့ကျွန်တော်တိကျညွှန်ပေးထားပါတယ်။ကဲဆိုတော့ပြီးတော့နောက်တစ်ခုကျွန်တော်မေးနေတာကျွန်တော် bro တို့ကျွန်တော်ပေးစရာတစ်ခုရှိတယ်။ကျွန်တော် content ကိုကြည့်ရဲ bro ကြီးဗျာ။အဲတို့တစ်ခုခု something ပေါ့နော်တစ်ခုခုရသွားရဲဆိုရင်ခံစားချက်မျိုးအဲဖြစ်စေခြင်းနဲ့ဗျာတည်ရမလားဒီ content ကိုကြည့်ပြီးတော့ဟာ ဘာမှမရလိုက်ဘူးဆိုမတန်ဘူးလေဒီရမှာကျွန်တော်9မိနစ်ဆင်တယ်လောက်ဘရိုရဲ့အချိန်လေးပေးလိုက်ရတာပေါ့အခုနေရွာတဲ့အခန်း၃ခန်းကိုကျွန်တော်မြေတားလက်ဆောင်ကျွန်တော်ပြန်ပေးခြင်းပါတယ်ဆိုတော့ထုံးစံတိုင်းပဲဘာကြီးလောက်အောင်လဲဆိုတော့ဘရိုသိပါတယ်အဲ့ဒါလေးကိုဒီပို့စ်လေးကိုအဲ့လိုမျိုးလေးတက်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 လေးလုပ်ပေးပါ၃ရောက်ကျွန်တော်မြေတားလက်ဆောင်ကျွန်တော်ပြန်ပေးသွားမှာပဲဖြစ်ပါတယ်၃ခန်းတော့ပေးပါတော့ဘရိုပြန်တာမျိုး breakfast လေးပါမှာဘာဆောင်နေမှာလဲအခုပဲစားလိုက်တော့ ကဲအခုကတော့ကျွန်တော်ကဒါ Earwati ရန်ကုန်ဟိုတယ်လေးမှာကျွန်တော်လာပြီးတော့ဒါ staycation တွေနဲ့စားတော့ဝါပဲဖြစ်ပါတယ်နောက်အပိုင်းတွေမှာကျွန်တော်ကဘလူးနေရတယ်ဘလူးဆိုင်တယ်ဘလူးအစားတော့တွေကိုထပ်စားအောင်မလဲဆိုတော့ဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာကြည့်ရှုအားပေးကြရတယ်ရောက်စီရန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 ်အရောက်စီရန်ကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီဘက်မှာဒီလောက်နဲ့ပဲနှုတ်ဆက်ပြပြီးအားလုံးပဲ view site ကြပါအောင်ခင်ဗျာ bye bye